ောင်းလိုက်တဲ့ဥပမာလေးဒီဗီဒီယိုလေးနဲ့မျှဝေပေးလိုက်တယ်နော်ခွေးချင်းခွေးကြံတနေ့တွင်တောကစားထွက်လာတဲ့ဘယင်ကရွာနီးမျက်ခင်းတွင်သိုးအုပ်ကြီးကိုတွေ့လိုက်ရသဖြင့်သူနဲ့အတူမြင်းစည်းကဘေးချင်းရှင်လိုက်တဲ့ပညာရှိအမတ်ကြီးကို မေးလိုက်လေတယ် အမတ်ကြီးဘဲမှကြည့်ကြည့်လိုက်တိုးတွေကအုပ်စုတွေးရရင်တော့ခွေးတွေကတော့ဘာဖြစ်လို့အဲ့ဒီလိုအုပ်စုအတွေ့ရတာလဲတဲ့မမရဲ့ရှင်မင်းကြီးရဲ့မိကုံးကိုမနှက်ဖြံမှာဖြေပြရစေပရင်မနှက်ဖြံမှာဖြေပြရစေဖေအားပေါ့ကောင်းပြီလေး ထုံနဲ့နိုင်တော့ကိုပြန်ဟောက်တဲ့ညနေတွင်အမတ်ကြီးကအခန်းနှာခန်းကိုပြင်ဆင်စေရဲ့အခန်းတစ်ခန်းလည်းတွင်အသားပုံကြီးတပုံကြီးကိုချထားပြီးခွေးအကောင်ငစဲထည့်ထားလိုက်တယ်တော့ပိတ်ထားလိုက်တယ်အခြားအခန်းထဲမှာမြက်ထုံးများကိုခါချပြီးတိုးအကောင်20ကိုအခန်းအတွင်းမောင်းတင်ပြီး စကားပိတ်ထားလိုက်တယ်။နောက်တစ်နေ့နန်းနဲ့အမတ်ကြီးကသူစီမံထားတဲ့အကြောင်းအရာကိုမင်းကြီးကရှောက်တဲ့အခါအခမ်းအနားစီကိုခေါ်လာလေ။ပထမခွေးတွေထည့်ထားတဲ့အခမ်းကိုဖွင့်လိုက်တယ်။ဘင်းကြီးကအောင့်အောင်တင့်သွားတယ်။ခွေးအကုန်လုံးအသက်ပြောင်းတယ် အခန်းအလဲတွေမှာချတဲ့အတပုံကြီးကနေရာမပြောက်ရှိတင်တယ်။ခွေးတကောင်နဲ့အမြအတပုံကိုအဲ့ဒီအသားပုံကိုစားသားတွေပုံမပုံ။နောက်အခန်းကိုတော့ဘင်ကြီးခေါ်ပြီးတော့ဖွင့်ကြည့်ကြတယ်။တိုးတွေအားလုံးဈေးလျောင်းကအိတ်ဆက်နေကြတယ်။အခန်းအလဲတွေချပြီးတိုင်းမျက်တွေလည်းမရှိတော့ဘူး။ထို့ဖြစ်ဖြစ်များကော ဘင်ကြီးကအမတ်ကြီးကပြတ်တာပြီးရဲ့နောက်ခွေးတွေဟာသူတို့ကိုကြွေးထားတဲ့အသားတွေကိုသစမ်းမြမဆားရပဲတေကုန်ကြရခြင်းတစ်ကောင်နဲ့တစ်ကောင်တိုက်ခိုက်ကြတယ်တကူကောင်းဆန့်ခြင်းကြောင့်မှဖျားတဲ့တိုးတွေကတော့အေးချမ်းစွာစားတောက်တတ်တယ်အလေးအထားကြောင့်အသက်ရှင်ကနေထိုင်ခြင်းကြောင့်ဖြစ်ကြောင့်ဖျားတဲ့ရှောက်တင်လေ ခွေးများကအုပ်စုလိုက်ဖွဲ့ကားနေတိုင်းတက်တော်အလေးထားနေလေအကောင်ထဲတွေစုမိလေပြဿနာရှာကမန်ဖီတက်တည်ကအစားအစာနဲ့ကာမအတွက်ဆိုရင်ခွေးများဒီတကောင်နဲ့တကောင်မညာတကြကြိုက်ကြမန်ဖီတကြရဲ့ရှေးလူကြီးညာကခွေးလို မနေပဲတိုးတွေလိုနေဟု ဆုံးမကြခြင်းမှာတကောင်နဲ့တကောင်မတိုက်ခိုက်ပဲငြိမ်းချမ်းစွာအထုတကွညဝေတက်တော်စိတ်ရှိရဲ့လူပောင်ဖွဲ့စည်းသည်တိုးတက်စီပင်ဖွင့်ပြိုးမိဖြစ်ကြောင်းကိုပြောဆိုခြင်းဖြစ်ပါ၏အကြောင်းဒီဗီဒီယိုလေးကိုအပောင်းနှိပ်ထားပါပတ်ဆိုင်ရတဲ့ Facebook ကောင်ပတ်ဆိုင်ရတဲ့ YouTube ကောင်ပတ်ဆိုင်ရတဲ့ TikTok ကောင်ဖွင့်တင်နေဆိုရင်တော့ ကျွန်တော်ရဲ့ data ချမှတ်မှာလာပြီးဆက်သွယ်ပြတာ Thai Malaysian Korea Japan တရုတ်ပြည်နိုင်ငံဝင်တွေကျွန်တော်အကောင်းဆုံးနဲ့အများဆုံးဖွင့်ပေးလိုက်ပါတယ်